ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီ live ကတော့ကျွန်တော်ဒီနေ့26ရက်ဆယ်လ2025ရက်ဒါလက်ကျန်2စပွဲ2ပွဲနဲ့အတူ၄တင်းမောင်းမောင်းတက်လေးပြောပြီးမှာဖြစ်ပါတယ်เนาะဒီနေ့ကတော့ live လေးနှစ်ခုရှိပါတယ်ရှေ့မှာတော့ကျွန်တော် Premier League ဘွဲကြို30ချက်အားလုံးနဲ့၄တင်းမောင်းမောင်းအဲနှစ်နဲ့အတူ အဲ့ဒါနှစ်စာပွဲလေးတပွဲပြောထားခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီ live ကတော့ကျွန်တော် Bundesliga တွေကပွဲတွေရွေးထားတယ် Netherlands တွေကပွဲတွေရွေးထားတယ်အဲ့တော့ဒီ live ကတော့ပွဲနေပါတယ်เนาะအဲ့တော့ဒီနေ့ Serie A ရှောင်းထားပါတယ်အဲ့တော့ဒီနေ့ကတော့အဲတကြောင်နေတော့ပွဲအနေနဲ့ body အနေနဲ့ကျွန်တော်၃ပွဲပဲရွေးချယ်ထားတယ်ဒီနေ့ဒီ live ထဲမှာလက်ကျန်နှစ်စာနှစ်ပွဲပြောမယ်ပြီးရင်လေးသမောင်းလက်ကျန်မောင်းတလီပြောပြီးတော့ live လေးပြီးဆုံးမှာဖြစ်ပါတယ်เนาะအဲ့တော့အသေးလေးလက်မလေးလေးတော်တော်လေးကူညီပြီးတော့နှိပ်ပေးကြပါဦးညီကိုရေကျေးဇူးများတင်ပါတယ်ဗျာเนาะမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာ ကျွန်တော်ဟိုအချိန်ရရင်တော့ဆော့ဆော့ brother ပြောထားတဲ့ပွဲလေးတစ်ချက်ကြည့်ပြီးပါမယ်နော်မင်္ဂလာပါဗျ brother အောင်အောင်မင်္ဂလာပါဗျနိုင်စော်လေးမင်္ဂလာပါတင်မိုးအောင်မကွေးမင်္ဂလာပါဗျမူးမူးမင်္ဂလာပါဇင်မင်းသူမင်္ဂလာပါအဲကိုငယ်မင်္ဂလာပါဗျ အဲမျိုးကျော်သူမင်္ဂလာပါချစ်သက်ကိုမင်္ဂလာပါချမ်းမြေမင်္ဂလာပါရွှေကြီးမင်္ဂလာပါခွန်လွင်ဦးမင်္ဂလာပါညီကိုရေးဆမ်းမင်းမင်္ဂလာပါ bright star မင်္ဂလာပါ hain thon ming khaw မင်္ဂလာပါဗျကိုမင်းမင်္ဂလာပါကိုလင်းအဲကိုအင်းစာမင်္ဂလာပါကိုရဲကြီးမင်္ဂလာပါဇင်မင်းသူမင်္ဂလာပါဗျအောင်ပိုင်စုမင်္ဂလာပါညီကိုရေးကိုမင်းမင်္ဂလာပါဝင်းထွတ်မင်္ဂလာပါဗျအောင်မျိုးအဲအောင်မျိုးဦးမင်္ဂလာပါဗျတားကြီးမင်္ဂလာပါရန်မင်းမင်္ဂလာပါရွှေရမင်္ဂလာပါဖြိုးဝေမင်္ဂလာပါစီသူအောင်မင်္ဂလာပါမျိုးကိုကိုမင်္ဂလာပါဗျတီတီစိမင်္ဂလာပါမင်းကိုနိုင်မင်္ဂလာပါအဲဇင်ဝိုင်းမင်္ဂလာပါတာဒီလူမင်္ဂလာပါအဲမြက်ဖူးလေးမင်္ဂလာပါဗျကျော်မင်းထွတ်မင်္ဂလာပါကျော်လင်းထောင်ဟာရမင်္ဂလာပါကုခိုင်ဦးမင်္ဂလာပါမင်္ဂလာပါဗျ ဝဝခိုင်မင်္ဂလာပါဦးစောနာမင်္ဂလာပါဗျကျော်စွာမင်္ဂလာပါဦးဝင်းစော်မြင့်မင်္ဂလာပါဗျကျော်လင်းထောင်ခါရမင်္ဂလာပါဗျဆမ်းမင်းသူရေမင်္ဂလာပါဗျကိုရီးယားနေအားပေးနေရမှာကြောက်ပြီ brother ကြီးเนาะကျေးဇူးများကြီးတင်ပါတယ် brother ကြီးเนาะကဲတော့ဆိုကျွန်တော်စလိုက်မယ်เนาะအဲ့တော့ဒီ live ကတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒါလေးသိန်းမောင်းအဲမောင်းတင့်နဲ့အတူနှစ်စာပွဲလက်ချံနှစ်ပွဲနဲ့ဒါ အဲဘောကျတုံးချက်လေးဒီချို့ပြောပြီးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စလိုက်အောင်ဗျာအဲ့တော့ဒါ wise bomb မှာစောကျင်တဲ့ညီကိုနေနေရလဲ gobi ရဲ့ promo code ဖြစ်တဲ့ gb777 ကိုအသုံးပြုတော့လဲ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက wise bomb မှာ facebook page နဲ့သူတို့ application သုံးမ website လည်း customer service call တွေကိုနေပြီးတော့လဲ24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်ဆိုတော့ let's go ပါအဲ့တော့ ပထမဆုံးအနေနဲ့ကျွန်တော်အဲဘွန်ဒလီကာနေပြောပြပါမယ်နော်ဘွန်ဒလီကာမှာကျွန်တော်အကြိုက်ဆုံးဘွဲကတော့စတုဂတ်ဘွဲဖြစ်ပါတယ်အဲ့တော့လီဗာကူဆန်ဘွဲကတော့အန်နီယံများတဲ့အတွက်ကျွန်တော်ရှောင်လိုက်ပါတယ်အဲ့တော့စတုဂတ်အနေနဲ့အိမ်ခွင်းမှာတလုံး80ပေါင်းအထိဒါလက်ရှိအိမ်ခွင်းမှာပေးထားပြီးတော့မှစတုဂတ်ကနေကျွန်တော်ဘေးရောက်ပါလဲစတုဂတ် Okay အဲ့တော့တလုံး80ပေါင်းပေးထားပြီးတော့မှ၃လုံးကို20ရှုံးနဲ့ကားထားတယ်ပေါ့လေအဲ့တော့မနေ့ကတော့လက်ရှိအနေထားအရစတုဂတ်က အဲဒေါမွန်အနေနဲ့သုံးမှတ်ရောက်သွားတာကြောင့်စတုဂတ်အနေနဲ့ဒီနေ့ဘွယ်9ရောက်ရမှ16မှတ်နဲ့ဒါအဆင့်2ကိုအဆင့်3ကိုပြန်ပြီးဒေါမွန်ကိုကျော်ပြီးရောက်ရှိမှာဖြစ်ပါတယ်အဲ့တော့ live စရာမနေ့က6-9ပြန်နေနိုင်သွားတဲ့အတွက်အဆင့်2ကိုရမှ16မှတ်နဲ့ဒါပြန်တက်သွားပြီဆိုတော့လက်ရှိ maze အနေနဲ့ပြန်ကြည့်ရရင်ဒါတန်းဆင်းစုံထဲမှာတော်တော်လေးဆိုးရွားနေတယ်အဆင့်16မှာရမှတ်၄မှတ်ပဲရသေးတယ်အဲ့တော့နိုင်ပွဲလဲဒီရာဒီမှာမိစာတပွဲပဲရသေးတဲ့အသင်းဖြစ်ပါတယ်အဲ့တော့ဒီနှစ်သင်းကပြီးခဲ့တဲ့ရာဒီမှာစတုဂတ်အိမ်ခွင်မှာ စုကအနေနဲ့အင်ဝင်ပေးခဲ့တဲ့မနစ်ကဂျီကတလုံး90ပေါင်ဖြစ်ပြီးတော့3 9 3 9နဲ့ပွဲပြီးထားခြင်းဖြစ်ပါတယ်။အဲ့တော့အခုပေးတဲ့ဂျီကဒါတလုံး80ပေါင်ဆိုတော့မနစ်ကထက်တော့နည်းနည်းလေးပိုပြီးပျော့သွားတယ်။ဒါကလည်းဒီနေ့ဘက်မှာဒီမီရိုဗစ်တိုက်စင်မှုမပါတဲ့အချက်ကြောင့်လို့ကျွန်တော်ယူဆတယ်။ဆိုတော့နောက်တစ်ချက်က3လုံး20ရှုံးဆိုတဲ့ဂိုးပေါင်းဂျီပါ။ဒီဂိုးပေါင်းဂျီကအမှန်တိုင်းပြောရင်တော့ဒီတလုံး80ပေါင်က3လုံး20ရှုံးဖြစ်တဲ့တော့စုကအနေနဲ့ရလမကောင်းနိုင်တယ်လို့မေ့စ်အနေနဲ့လည်းကိုးရနိုင်တဲ့ဂျီမျိုးဖြစ်ပါတယ်။အဲ့တော့အသင်းဒီနှစ်သင်းထိတဲ့တူဆိုမှုအရာက နောက်ဆုံးပြန်မို့တော့၅နှစ်ဇက်တိုက် miss အနေနဲ့ဒီစတုဂတ်အသင်းကိုအိမ်ခွင်းမှာမနိုင်ဘူးဘူး၃ပွဲ miss အနေနဲ့ရှုံးထားတယ်စတုဂတ်၃ပွဲကြီးအောင်ပြီးတော့၂ပွဲကတည်ပွဲတွေဖြစ်ထားပါတယ်အဲ့တော့ရလကတော့ miss အနေနဲ့အလုံးစုံတည်ပဲမြုံမှန်းနိုင်မယ်အနေထားမျိုးဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကပြန်စင်းစားရင်စတုဂတ်အနေနဲ့ကာရန်ဖောင်ရာကဒီယူရိုပါလိကလွဲလို့လက်ရှိ ဘွန်နလီကာမှာတော့ရလာကောင်းနေတယ်ဗျနော်ကောင်းလို့လေအဆင့်ကဒါ၄ထိရောက်နေတာဖြစ်ပါတယ်အဲ့တော့ရှုံးပွဲလေးနှစ်ပွဲတော့ကြုံတွေ့ထားတယ်ဖရိုက်ဘတ်အသင်းကိုကျွန်တော်ဒါ3-1နဲ့နော်ဒီဘွန်နလီကာမှာရှုံးထားပြီးတော့ဒီဖီနာဘာချီအသင်းကို1-0ဒီယူရိုပါလိမှာဒီဘေဇယ်အသင်းကို2-0ဖြစ်ပါတယ်ဆိုတော့အဝေးကြည့်ရတာအဝေးကွင်းနေအားနေတဲ့အနေထားလေးဒီရသည်မှာမြင်ရပါတယ်နော်အော်အိမ်ကွင်းကိုပြန်ကြည့်ရဒီရသည်အိမ်ကွင်းအနေနဲ့ကနော်၄ပွဲမှာရှုံးထားခြင်းမရှိဘူးဒီစူပါကပ် တပွဲလေးပဲဒီဘွန်နဒီဂျာမနီဖလားတပွဲလေးပဲဘိုင်ယန်မြူးနစ်အသင်းကို1-2နဲ့ကပ်ပြီး ရှုံးထားတာတွေ့ရပါတယ်။တို့ပဲမဲ့လို့အရန်ကြီးကိုမနစ်ကလိုမျိုးအိမ်ဝင်းမှာဖွင့်ဆော့တာမျိုးမတွေ့ရတော့ဘူးဗျ။နော်အဲ့တော့ကန်ခဲ့တဲ့ဒီဘွန်နီလီက၃ပွဲကိုကြည့်ရရင်၃ပွဲလုံး၉ရောက်ထားတာတွေ့ရတယ်။မိုချန်ကလာဘက်ကို1-0နဲ့ဒါတလုံးတည်ရမှာကလင်းရှိယူထားတယ်။စိန့်ပေါ်လီအသင်းကိုကျွန်တော်တို့က2-0နဲ့ကလင်းရှိယူထားတယ်နော်။အဲဂျီအောင်နဲ့တလုံး90ပေါင်းစိန့်ပေါ်လီကိုပေးခဲ့တာပါ။2-0နဲ့ဂျီအောင်တာတွေ့ရတယ်။ဟယ်ရီဟင်းအသင်းကိုတလုံး90ရှုံးမှာ1-0နဲ့ကလင်းရှိယူတယ်။အဲတော့ကတော့ပြောင်း90ဒါပေးကျွေးလိုက်ရတယ်အနေထားမှာ။လက်ရှိတပွဲပဲ အဲပြောင်းဝက်ပဲကြီးကြတွေရတွေ့ရတယ်အဲ့တော့အရန်ကြီးဖွင့်ကန်တာမျိုးမဟုတ်ဘူးဗျတဖက်ကအသင်း Mace ကိုသွားကြည့်တော့ Mace ဆာလက်ရှိ Europa Conference League မှာတော့ဟုတ်နေတယ်နော်အဲ့တော့လက်ရှိကန်ခဲ့တဲ့ဘွဲဒီမှာတော့ဒါ 1cc1 နဲ့ Europa Conference League မှာအဆင်ပြေတယ်သို့ပေမဲ့ Bundesliga ကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်တော့လက်ရှိ3ဘွဲဆက်9ဘွဲပျောက်တာလေ3ဘွဲလုံးရှုံးလာတယ်ရှုံးတဲ့အသင်းတွေကလည်း Dortmund အသင်းကို Dortmund ဝေးဝန်းကနေ level 50ရှုံးကိုဒါ Z2 နဲ့ရှုံးတာပါနောက် Hamburg အသင်းကို6ဘွဲပြန်နဲ့ရှုံးတယ် လီဗာပူဆန်သင်းကို3 4ဆိုတဲ့ရာလနဲ့ရှုံးထားတယ်ဒီမှာပြောရချင်တာဒေါ်မွန်ဒီဟာဒီအရန်ကောင်းနေတဲ့ဒေါ်မွန်အောင်မေ့စ်အိမ်ခွဲမှာအဝေးခွင်းကနေခပ်ပြင်းပြင်းပေးတဲ့ဂျီဟာ level 50ရှုံးမဲ့ရှိပါတယ်နော် level 50ရှုံးရှိတာကြောင့်ဇီးတူးနဲ့သူတို့ဒါတော့မှအောင်ခဲ့တယ် level 50ချုံအဝေးဝင်းဒေါမွန်ဟာအင်ဝင်းအနေနဲ့စဉ်းစားမယ်ဆိုရင် level 100ချုံထပ်ပေါင်းလိုက်ရင်တကယ်တမ်းဒေါမွန်အင်ဝင်းအသင်းအနေနဲ့ mix ကိုပေးခဲ့တဲ့ကြေးကတလုံး50ပေါင်းရှိတယ်လို့ယူဆလို့ရပါတယ်အဲ့တော့ဒေါမွန်လို့နော်လက်ရှိ Stuka ထက်လက်ရှိ DR ဒီမှာအများကြီးဖောင်ကောင်းနေတဲ့ဒေါမွန်တော့မှာတလုံး50ပေါင်းဝင်ယူမှာပေးခဲ့ရင်အခုတလုံး80ပေါင်းဆိုတာဟာ Stuka အနေနဲ့အရန်ကြီးတော့ပြောတဲ့ကြေးထဲမှာတော့မပါဘူးလို့ကျွန်တော်ကတော့ယူဆတယ်ဗျာနောက်တစ်ချက်က live set ဒီ ያ ဒီမှာ mix စာ live set နဲ့တွေ့ပြီးသွားပြီเนาะအဲ့တော့ mix အင်ဝင်းကနေ live set ကိုပေးတဲ့ကြေးက မေးစ်ဘက်ကပြန်ပြီးပေးထားတာဖြစ်ပါတယ်ဒီအားဒီပါနော်မေးစ်ကလည်းပဲ50ရုံးအိမ်ခွင့်ကနေပြန်ပေးခဲ့တာပါနိုင်တော့ဇီဝန်နဲ့ကျွန်တော် live set အသင်းကနိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့အဲတုန်းကလည်းပြောင်းပြန်လှန်လိုက်ရင် level တရားနှုတ်လိုက်လို့ရှိရင်ကျွန်တော်အဲတုန်းက live set အနေနဲ့အိမ်ခွင့်မှာမေးစ်ကိုပေးခဲ့တဲ့ကြီးက level 50ပဲရှိပါတယ်ဒါကြောင့်အခုပေးတဲ့ကြီးဟာကျွန်တော်တို့ဒါ ြောရကြီးတဲ့လုံးဝမပါတာသွားတွေ့ရပါတယ်အဲ့တော့ maze အနေနဲ့ကဒီရာဒီအဝေးခွင့်ရလက်လေးတော့အနှင်းငယ်လေးတော့ကောင်းတယ်ဒါပေမဲ့သူနဲ့တွေ့တဲ့အသင်းတွေကလည်းရှိတော်တော်လေးအဆင်မပြေတဲ့အသင်းတွေဖြစ်ပါတယ်ဒီ osbat အသင်းကိုအင်ကွင်းမှာဒါ14နဲ့နိုင်တာတယ် wolf အသင်းကို11နဲ့ပွဲပြီးထားတယ်ဆိုတော့လက်ရှိအနေနဲ့အရာအရန်ကြီးအဆင်ပြေတဲ့အနေထားမှာမဟုတ်ဘူးဒီ osbat ကို wolf ကခံစစ်တော်တော်လေးဆိုးရွားတဲ့အသင်းတွေဖြစ်ပါတယ်ဒါပေမဲ့ hanbat လိုအသင်းကိုတော့ လေးကိုပြန်နဲ့ရှုံးထားခဲ့ရင်ဗျာစတုဂတ်လိုအသင်းကတော့ဘလို့မှခံခံနိုင်စရာအကြောင်းမရှိဘူးဗျာเนาะစတုဂတ်ဘော်ဒီဖြစ်ပါတယ်ဒီနေ့ရဲ့နောက်ထပ်နှစ်စာပွဲလေးတစ်ပွဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တလုံး80ပေါင်းအနေနဲ့ပဲကျွန်တော်ရွေးချယ်ထားပါတယ်နှစ်စာပွဲဖြစ်ပါတယ်စတုဂတ်ဘော်ဒီဖြစ်ပါတယ်โอเคပါအလီဘောင်ဆန်ကတော့ကျွန်တော်ရှောင်းပါတယ်မကြိုက်ဘူးဗျာနော်အဲ့ဒါဆိုရင်ကျွန်တော်ဘယ်သွားမလဲဆိုတော့ကျွန်တော်ဒါနယ်သာလန်လေးသွားပါမယ်နော်အဲ့တော့နယ်သာလန်မှာကျွန်တော်တို့ AZ အကမာပွဲဖြစ်ပါတယ် AZ အကမာနဲ့ Utrecht ပွဲဖြစ်ပါတယ် AZ အကမာအင်္ဂုံးမှာတလုံး30ပေါင်း ပေးထားပြီးတော့ခဏလေးနော်ကျွန်တော် AZ အကမှရှာလိုက်အောင်โอเคအဲ့တော့လက်ရှိအနေထားအရတလုံး20ပေါင်းပေးထားပြီးတော့သုံးလုံးတည်ရင်လည်းကာထားခြင်းဖြစ်ပါတယ်တလုံးတည်ရင်သုံးလုံးတည်ရင်ဆိုရဲကကျွန်တော်ပုံမှန်တိုင်းပြောနေကြပဲဇုံဘော်တွေကပထမဆုံးစဉ်းစားမှာဖြစ်ပြီးတော့မနစ်ကကျွန်တော်ပေးခဲ့တဲ့ကြီးကတော့တလုံးတည်ရင်မှာ1 2နဲ့ရှုံနေခဲ့တာတော့တွေ့ရတယ်အဲ့တော့လက်ရှိ AZ အကမှရဲ့ကာရဖောင်ပြန်ကြည့်ရရင် Netherlands League မှာအဆင့်3ကိုရောက်နေတယ်ရမတ် session man နဲ့ 6ပွဲမှာဒီရာသီရှုံးပွဲ2ပွဲပဲကြုံတွေ့တာလေ9ပွဲနိုင်နဲ့3ပွဲတည်နေ19ကိုသွင်းရတယ်19ပေးထားတာတွေ့ရပါတယ် ultra အသင်းကတော့လက်ရှိမှာ6ကိုအဲ6ပွဲမှာ6ပွဲနိုင်နဲ့6ပွဲရှုံးနေအဲတပွဲတည်နေလက်ရှိရမှတ်ဒါ73မှတ်နဲ့အဆင့်9မှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်အဲ့တော့လက်ရှိသူတို့ရဲ့အုပ်စုဘဝ FNU ဘွဲဖြစ်ပြီးတော့ FNU အသင်းဖြစ်ပြီးတော့ PSV ကတော့ဒုတိယဖြစ်ပါတယ်เนาะ25နဲ့22မှတ်ဖြစ်တာကြောင့် Isaac Agamani နဲ့ဒီဟာဒီ Champion ဖြစ်ဖို့လည်းနည်းလေးအခွင့်အရေးအလားအလာလေးတော့ရှိနေသေးတယ်ပေါ့လीထားပါတော့အဲ့တော့လက်ရှိ Isaac Agamani ဟာနောက်ဆုံး Europa Conference League မှာ Slovan ကို1-0နဲ့အောင်ထားတယ်ဒါပေမဲ့အဝေးခွင့်ညံနဲ့ AEK Larnaca ကို4-0နဲ့ရှုံးထားတယ်သူတို့ Netherlands League မှာရှုံးခဲ့တဲ့တပွဲကလည်း အဝေးဝင်းပွဲပါပဲ။နေမဂျန်အသင်းကိုအဝေးဝင်းမှာ2-1နဲ့ရှုံးထားခြင်းဖြစ်ပါတယ်။အင်ဝင်းကိုပြန်ကြည့်ရရင်အင်ဝင်းကာရာဖောင်တော်လီကောင်းနဲ့ပွဲတိုင်းလူလူအင်ဝင်းမှာဒီရသည်ဂိုးသွင်းထားတယ်။လက်ရှိအဆင့်1ကနော်ဖီယန်နုအသင်းနဲ့တောင်မှတဲဂျီကို3-3နဲ့ရှင်ရိုက်ထားတဲ့အနေအထားမျိုးမှာတိုက်စစ်ကတိတ်ဆိတ်ပူစရာမလိုဘူး။အဲ့တော့စိုးရင်စရာခံစစ်ပဲရှိပါတယ်နော်။လက်ရှိခံစစ်ကတော့တောက်လျှောက်ပွဲတိုင်းလူလူဂိုးပေးထားတဲ့အနေအထားလေးတစ်ချက်ပဲကြောက်စရာရှိတယ်။ဒါပေမဲ့၃လုံးတည်ဆိုတဲ့အနေအထားဟာ Ultra ကိုရနိုင်တဲ့အနေအထားမျိုးဆိုပေမဲ့ AZ အကမာအနေနဲ့ အနိုင်ဆုံး individual over 1.5သွင်းနိုင်တယ်လို့ကျွန်တော်ကတော့ယူဆတယ်။ Ultra အနေနဲ့ကတောက်လျှောက်เนาะပြီးခဲ့တဲ့ဘက်မှာ fry back အသင်းကိုတော့2-0နဲ့ရှုံးခဲ့တဲ့အနေအထားမျိုး။နောက် Fiorentino အိမ်ခွင်းမှာလည်းเนาะဒါတလုံးတရေကြီးကို3-2ဖြစ်ခဲ့တယ်ဗောလေ။အဲ့တော့လက်ရှိအဆင့်တက်ဗျာ Netherlands ရဲ့ Fiorentino အဆင့်တက်တောင်မှတလုံးတရေကြီးပြီးခဲ့တဲ့အနေအထားမျိုးမှာလက်ရှိအဆင့်3က AZ အကမာအနေနဲ့အနည်းလေး level 50တော့เนาะလက်ရှိအဆင့်တက်နဲ့ကွာသိမ်းတယ်လို့ကျွန်တော်ယူဆတယ်။တကယ်တမ်းပြရမှာတလုံး90ဖြစ်တယ်လို့ယူဆတာကြောင့်အခုပေးထားတဲ့တလုံး20ပေါင်း ဂျီဟာတော်တော်လေးပြင်းတဲ့ဂျီမျိုးဖြစ်ပါတယ်။နောက်ထပ်ဒီနေ့ရဲ့နှစ်စာပွဲဖြစ်တဲ့အီဇက်အကမာဘော်ဒီလေးကျွန်တော်ရွေးချယ်ထားပါတယ်။ဟုတ်ပြီပါဒါဆိုတော့ဒီနေ့ဒီကြောင်တော့ပွဲ၃ပွဲပြီးပါပြီ။နှစ်စာပွဲ၃ပွဲကျွန်တော်ပြီးပြီဗောလေ။အဲ့တော့ဒါတရှိ၄သင်းမောင်းမောင်းတစ်ထဲမှာလက်ကျန်ပွဲကတော့ကျွန်တော် PSV လေးဖြစ်ပါတယ်။အဲ့တော့ဒီ Netherlands လေးရပါပဲ။ Feyenoord နဲ့ကျွန်တော် PSV အဆင့်၁နဲ့အဆင့်၂ဒီနေ့ fire ပဲအနေထားမျိုးဖြစ်ပါတယ်။ level 30ရှုံဖန်ပါစီရဲ့ Feyenoord အသင်းကဒါအိမ်ခွင်မှာပြီးထားပြီးတော့မှ PSV အဝေးဝင်ကဒါ၃လုံးကိုဒါ80ရှုံဆိုတဲ့ရ ရာလနဲ့ဂိုးပေါင်းကြီးနဲ့ပြန်ပြီးပိတ်ထားပါတယ်။လေဘယ်30ရှုံ3လုံး80ရှုံဖြစ်တာကြောင့်တေဂျာတာတကူကတော့နှစ်သိန်းစလုံး900နိုင်တယ်။ဘိုဒင်းဘိုဒင်းနုစကတော့စပြီးကျုံးကြမှာပဲပေါ့လीเนาะအဲ့တော့အဓိကလိုတာက PSV ကအများကြီးရမှတ်လိုတယ်။ Fianu ကနိုင်ရင်တော့ပူကောင်းတာပေါ့နော်အမှတ်ကရန်ကြီးပြတ်သွားနိုင်တယ်။ဒါပေမဲ့ဒီမှာ Fianu အနေနဲ့လက်ရှိရမှတ်25မဲ့ရပြီပြီ PSV က22မဲ့ပဲရသေးတာကြောင့်ဒီဘွဲက Fianu တရေထိန်းကစားလို့ရသေးတယ်နော်။ထိန်းကစားလိုက်ရင်လက်ရှိ Fianu အသင်းနေ26မဲ့နဲ့ အဲအဆင့်တက်မှာပဲဆက်ပြီးရှိနေမှာဖြစ်တဲ့အတွက် PSB ကတော့ဒါ23မှတ်နဲ့ဟနေအောင်ပါပဲဗောလေဒါကြောင့်ပို့ပြီးတော့ pressure များတာက PSV ဖြစ်မယ်လို့ကျွန်တော်ယူဆတယ်။မနေ့က VNU အိမ်ကမှ VNU ပေးခဲ့တဲ့ကြီးကတော့ဒါ PSV အဝေးခွင့်ကနေပြန်ပြီးပေးခဲ့တာ level 50ရှုံ2 3နဲ့မနေ့ကတော့ PSV ကအဝေးခွင့်ကနေအနိုင်ရခဲ့တာဖြစ်ပါတယ်။နှစ်သိန်းရဲ့ head to head အရာကလည်း Bodinus ကိုတောက်လျှောက်ဖြစ်တယ်။ over များတယ်နော် over 2.5ပွဲတွေများပါတယ်။ဒါပေမဲ့လက်ရှိအနေအထားအရဖီယန်နုအနေနဲ့ဒီရာသီမှာရှုံးပွဲလုံးဝမရှိထားတာကိုတွေ့ရတယ်နော်။ဖန်ဘာစီရဲ့ဖီယန်နုကတော်တော်လေးရလက်ကောင်းနေတယ်။ဒါပေမဲ့ယူရိုပါလိမှာအက်စတန်ဗီလာအသင်းကို0-2နဲ့ရှုံးထားတယ်။ဘရာဂါလိုအသင်းကို1-0နဲ့ရှုံးထားတယ်။ဆိုတော့ AZ အကမာကို3-3နဲ့တည်ကန်ထားတာကြောင့်နည်းနည်းလေးတော့အဲဟိုအားနေချက် သွားတွေ့တယ်ဗောလေတဖက်က PSV ဟာလက်ရှိတိုက်စစ်ပါအရန်ကောင်းနေတယ်နာပိုလီလိုအသင်းကို6-9 2-9နဲ့တိတ်ထားတဲ့တိုက်စစ်ဟာတော်ရုံတန်ရုံတော့မဟုတ်ဘူးယာဆိုတော့ဒီမှာနေရမှာကတော့ကျွန်တော်တို့ PSV ဂိုးပေါ်ဆိုတာတက်အဲ2-1 1-2တပေါက်လေးနည်းနည်းလေးလန့်တာဗောလေနော်အဲ့တော့၄လုံးရောက်ပါမလားတကယ်ကြိုက်တာက ဂိုးပေါ်ကြိုက်တာဗျ။တိုးပေမဲ့ဖြစ်တင်ဖြစ်တိုက်တာကတော့ level 30ဆိုတာဟာ Fiano အနေနဲ့အရန်ကြီးကံမှာမဟုတ်ဘူးဗျ။တကယ်တမ်း Fiano ဒီပွဲမှာသုံးမှတ်သေးချာပေါ့ရမယ်ဆိုရင် level 50အထက်ပွင့်တင်တယ်လို့ကျွန်တော်ယူဆတယ်။ level 60 90လောက်ပေးတင်တယ်လို့ယူဆတယ်။ Now PSV ရဲ့လက်ရှိ Garner Form ကအဝေးခွင်းတောက်လျှောက်ကြီးအောင်နေတယ်။ပွဲတိုင်းလိုလိုအဝေးခွင်း9ရနေတဲ့အချက်ကြောင့်เนาะဒီပွဲလေးတော့ကျွန်တော် PSV ပဲကြိုက်ပါတယ်เนาะ။အဲ့တော့မောင်းနေမှာကျွန်တော်နောက်ထပ်တပွဲအနေနဲ့လေးသမမောင်းတက်တယ်မှာ PSV body လေးထည့်ထားခြင်းဖြစ်ပါတယ်။ Okay ပါဒါဆိုတော့ဒီနေ့လေးသိန်းမောင်းမောင်းတက်ရမှာဖြစ်ပါတယ်เนาะအဲ့တော့အသေးလေးလက်မလေးเนาะတရားတစ်ချက်လောက်ကိုပြီးတော့ဒီ live stream လို့နှိပ်ပေးကြပါအောင်ညီကိုရေးဆိုတော့ပြန်ပြောရရင်တော့26ရက်ဆယ်လ2025ရက်ဒီနေ့ဒီကြောင်းတဲ့ပွဲလက်ချက်နှစ်ပွဲကတော့ Stuka body နှစ်စာပွဲနဲ့ AZ အကမာ body နှစ်စာပွဲဖြစ်ပါတယ်။အဲ့တော့ဒီနေ့ရဲ့လေးသိန်းမောင်းမောင်းတက်လေးကိုပြောရရင်တော့ AZ အကမာ body PSV body Stuka body နဲ့ Arsenal body ဖြစ်ပါတယ်เนาะအာဆင်နယ်ကတော့မောင်းကတော့เนาะအပြင်ကစာရွက်ညီကိုတွေကတော့အဲတလုံးတည်းလည်းရမှာမဟုတ်ပါဘူးလीเนาะအော်တော့လက်ရှိကတော့အဲမောင်းအနေနဲ့ကတော့ကျွန်တော်တလုံး90ရှုံးနေပဲရွေးပြီးလိုက်ပါတယ်ဒါပေမဲ့ဒီကြောင်းနေသောပွဲနှစ်စာပွဲအနေနဲ့ဆော့မယ်ဆိုတော့ကျွန်တော်တော့ online မှာပဲဆော့စီခြင်းပါတယ်တလုံးတည်းနဲ့ဆော့ပါเนาะအော်တော့ဒီခက်ကလည်း AI နေပါတယ်တော့ပေါ်နေပြီပဲဗျာနော်။စာရွက်နေတော့မလုတ်ကြပါနဲ့တော့ပေါ့ဒီနော်။အဲ့တော့လက်ရှိကတော့ဒါ online မှာတော့အဆင်ပြေမယ်လို့ယူဆပါတယ်နော်။အဲ့တော့ဒီပွဲကတော့ဒီနေ့ကတော့ဒါ live လေးနှစ်ခုကျွန်တော်လွှင့်ခဲ့ပါတယ်။ဒါကြောင့်လည်းတော့ပွဲ body အနေနဲ့သုံးပွဲပဲကျွန်တော်ရွေးချယ်ခဲ့ပါတယ်။အဲ့တော့ဂျာရဲ့ကျွန်တော် Champion League နော် Europa League ပြန်လာရင်တော့ကျွန်တော်တို့ထပ်ပြီးပွဲကောင်းရှိရင်တော့၅စာ၄သုံးစာ၄နဲ့ကျွန်တော်ဆွဲပါမယ်။ဒါပေမဲ့ဒီနေ့ကတော့မနေ့ကအရင်အောင်ခဲ့တဲ့တို့ကဒီနေ့တော့ဆော့မယ်ဆိုတော့နည်းနည်းလေး short ပြီးတော့ ဆော့ပေးကြဖို့မေတ္တာရက်ခတ်ပါတယ်เนาะနောက်နောက်တစ်ချက်ကတော့ဒါကိုဆော့မဲ့အမောင်းကတော့ဒါကိုမိသားစုကိုမထိခိုက်စေချင်ပါဘူးเนาะကျွန်တော်ပြောလိပြောထားရှိတဲ့အနေထားပါโอเคပါဆိုတော့ဆိုဆိုက brother ပြောတာကျွန်တော်ဘဲပွဲလေးလေးဗျမမှတ်မိရောလို့လीเนาะဘဲပွဲလေးကြည်ပေးအောင်ပါလေဗျဆိုဆိုကတယောက်တော့မှန်နေဗျာเนาะဆိုဆိုက live ထဲမှာကျွန်တော်မှန်လာတာအချိန်အချိန်လေးမှီရင်ကျွန်တော်အဲတပွဲနှစ်ပွဲလောက်ကြည်ပေးမယ်လို့ပြောထားတာလीเนาะကျွန်တော်ဘဲပွဲလေးများကြည်ပေးအောင်လဲညီကိုရေမာယောကာပွဲလားမသိเนาะမာယောကာလေးတဲ့ မာယောဂါတော့မဟုတ်ဘူးဗျာဆော့ဆော့ဘရာသာပြောထားတာ။โอเคအဲ့ဒါဆိုကျွန်တော်မာယောဂါပွဲလေးအရင်ကြည့်ပြီးပါမယ်နော်။အဲ့တော့မာယောဂါက level 100ရှုံးပေးထားပါတယ်နော်။နှလုံး80ရှုံးနဲ့ကျွန်တော်ကာထားခြင်းဖြစ်ပါတယ်။အဲ့တော့ဒီမှာကမာယောဂါအနေနဲ့အိမ်ခွင်းမှာ level 100ဆိုတာတော်တော်လေးပြင်းတဲ့ကြီးဖြစ်ပါတယ်နော်။မာယောဂါအနေနဲ့ဒါပေမဲ့ဒါကလက်ရှိတန်းဆင်းဆုံးယုံအားကြောင့်လည်းဖြစ်တယ်လို့လက်ရှိပြီးခဲ့တဲ့ဒါပွဲမှာစီဗီလာအသင်းကို3-2ဂိုးတကူနဲ့ကိုးပြတ်နိုင်ခဲ့တဲ့အချိန်ကြောင့်လည်းပါတယ်။နောက်နောက်ဆုံးအိမ်ခွင်းမှာအလာဘတ်အသင်းကို1-0နဲ့နိုင်ခဲ့တဲ့အချိန်ကြောင့်လည်းပါပါတယ်။အဲ့တော့ မာယောကအနေနဲ့ကတော့တန်ဆင်းဆောင်ကတော့နည်းနည်းလေးလွတ်လာပြီဗောလေတမတ်အတာနဲ့လွတ်လာပြီအဲ့တော့တမတ်အသင်းကလည်းဒီလဗန်ဒေးကလည်းလက်ရှိနေတာရရမှတ်တူတဲ့အသင်းရှစ်မှတ်ရှစ်မှတ်ချင်းတူနေတဲ့အသင်းဖြစ်ပါတယ်အဲ့တော့လဗန်ဒေးမှာလည်းတန်ဆင်းဆောင်ယုံအားကရှိနေသေးတယ်ဗျအဲ့တော့အမှန်တိုင်းပြောရင်တော့မာယောကဟာအဲဒီတစ်ခါလဗန်ဒေးထက်စာရင်တော့ ခန်းစပိုင်းအဓိကထားပြီးကန်တဲ့အသင်းဖြစ်တယ်။အိမ်ခွန်းမှာလည်းလက်ရှိကန်ခဲ့တဲ့နောက်ဆုံး6ပွဲမှာ9ပွဲရ9ပေါက်ထားတယ်။ဒီထဲမှာတီကိုလိုအသင်းကိုဝမ်းဝမ်းနဲ့ရှင်ရိုင်းနိုင်တဲ့ဆိုကလေးကအဲမာယောကခြေစွမ်းဟာအိမ်ခွန်းမှာမရှုံးဘူးဆိုတဲ့အနေထားမှာရှိတယ်။ဒါပေမဲ့တေးပွဲတော့အနည်းငယ်များတယ်ပေါ့လေ။ဆယ်လာဗီကိုတေးတီကိုတေးဖြစ်နေတဲ့အတွက်နည်းနည်းလေးတော့ တေပွဲဖြစ်မဲ့အနေထားလေးရှိတယ်ဒါပေမဲ့တပတ်ကလဗန်ဒေးကတော့ဘယ်သင်းလာလာဖွင့်စော်တယ်အနေဆုံးနှလုံးကတော့ပွဲတိုင်းလိုလိုရောက်တယ်ပေါ့လीနော်0211ဖြစ်တယ်33ဖြစ်ထားတယ်နောက်ဆုံးပွဲမှာဗလကာနိုအသင်းကိုဒါ3စီးနဲ့ရှုံးထားတယ်ဆိုတော့အဝေးကွင်းပြန်ကြည့်ရရင်တော့လဗန်ဒေးလဲမဆိုးတော့မဆိုးပေါ့လीဂရာဖစ်အိမ်ကွင်းမှာလဲ level တရာရှုံးကိုဝမ်းဝမ်းနဲ့ကန်ခဲ့တယ် real over video ကို02ဆိုတဲ့အတွက်ကျွန်တော်ဒီပွဲလေးတော့ နည်းနည်းလေးတော့ risk များတယ်ဗျ။တော့နှစ်သိန်းစလုံးကိုးရမယ်လို့ကျွန်တော်ယူဆတယ်။ level တရာရှုံးမှာမှနှလုံး80ရှုံးဖြစ်တာကြောင့်ဒီကြီးကမာယောကအနေနဲ့အသိန်းနဲ့စဉ်းစားမယ်ဆိုရင်ကိုပေါင်းကြီးအရန်ပြင်းတယ်။ level ဒီကိုးရနိုင်တယ်ဗျ။အဲ့တော့ရွေးချယ်ရမှာကတော့ကျွန်တော်တော့ကိုးအပေါ်လေးပဲနော်။ရွေးချယ်သိမ်းတယ်လို့ကျွန်တော်မြင်ပါတယ်နော်။အဲ့တော့ဒီဘက်ကတော့ကျွန်တော်ရွေးချယ်တယ်မှာမပါပါဘူးနော်။ brother သုံးသက်ပေးဆိုလို့ကျွန်တော်သုံးသက်ပေးခြင်းဖြစ်ပါတယ်ဗျ။အဲ့တော့မာယောကကျွန်တော်ကိုးအပေါ်လေးပါပါလေးပဲကြိုက်ပါတယ်ညီကိုလိုကြီးနော်။မာယောကကိုးပေါ်ကြိုက်ပါတယ်ဗျ။ ဆိုတော့ lively ပွဲလေးပြောပြပါ okay ပါဗျ lively ပွဲကကျွန်တော်တို့ lively ပွဲကအစောပွဲတွေနော် brother အစောပွဲတွေလက်မှန်နော် brother နော် rafeli ကိုပြောခဲ့တယ်နော်အစောပွဲတွေမစောပါနဲ့တဲ့နော်အဲ့တော့ lively ကလက်ရှိအနေအထားမှာအမှန်တိုင်းပြောရင်တော့မနစ်ကတော်တော်လေးလန့်သွားတယ်ဗောလေ POK 34ဆိုတော့ဘလို့များဖြစ်တာလဲဗျာနော်အဲ့တော့ကျွန်တော်ဒုတိယပိုင်းမှာကြီးလိုက်ရတယ်ဗျာပထမပိုင်းတော့မကြီးလိုက်အောင်ဗောလေအဲ့တော့လက်ရှိခန်းစစ်ကအမှန်တိုင်းပြောရင်တော့အဲ့လောက်ကြီးတော့ lively ခန်းစစ်ကမစိုးရွားဘူးဗျာဒီလားရှေ့ဘွဲမှာကျွန်တော်တောက်လျှောက်ကြည့်တယ်။ PSG နဲ့ဘွဲမှာလည်း1-1 နန်ဒက်စ်ကို Z2 ရိုမာကို Z1 လိုင်ယွန်ကို Z1 ဆိုတော့ပြီးပြီးရောပြီးရဲ့လဲပြီးရော PO ကို3 4ဆိုတော့နည်းလေးတော့လက်သွားတယ်ပေါ့လीเนาะအဲ့တော့လက်ရှိ G အရာကတော့နှလုံး90ပေါင်းဟာပြတ်တော့ပြတ်ကောင်းပြတ်နိုင်တယ်ကျွန်တော် data လေးတွေကြည့်လာမယ်เนาะခဏလေးပါလိုင်လီပွဲဘယ်ရောက်သွားလဲဆိုတော့ โอเคအဲ့တော့လက်ရှိအနေအထားအရလူစင်းကလည်းတိတ်မရှိဘူးဗျာတိုရင်းနဲ့ဘာဘီနှစ်ယောက်ပဲရှိတဲ့အနေအထားမျိုးမှာလူစုံတက်ဆုံလို့ကျွန်တော်တို့ပြောလို့ရတယ်တစ်ဖက်ကမတ်စ်ကစာတာဘတ်တယောက်ဒါဒဏ်ရာရတဲ့အနေအထားအဲအနီကန်းနဲ့ပွဲပင်ထားတဲ့အနေအထားမှာရှိပါတယ်เนาะအဲ့တော့လက်ရှိကဂျီရူးတို့ဒီဟန်ဒဆန်တို့ရှိတဲ့အနေအထားမျိုးမှာ ဘလိုပဲကံကံအဆင်ပြေတယ်နောက်တစ်ချက်ကဒီနေ့ပွဲနိုင်တာနဲ့ရမ18မှန်နဲ့အဆင်4မိုနာကိုကိုအဲကြော်နိုင်တဲ့အနေအထားလေးတော့ဖြစ်နိုင်တယ်ဗောလေလက်ရှိမိုနာကိုရဲ့ goal difference ကအပေါင်း5ဖြစ်တဲ့အတွက်လိုင်လီကအပေါင်း6ဆိုတော့ဒီနေ့နိုင်တာနဲ့ကိုအဆင်4ထိရောက်မယ့်အနေအထားလေးရှိပါတယ်ဆိုတော့၃မှတ်ကတော့တေးကြတယ်ဒါပေမဲ့နှလုံး90ဘောင်းဟာနှလုံးပြအောင်သူကံမမလားပဲကျွန်တော်တခုစိတ်ပူတာဗောလေအဲ့တော့ mass ကတော့လက်ရှိတန်းစင်းဆုံးအောင်ဆုံးမှာနိုင်ပွဲလေးတပွဲမှမရသေးတဲ့เนาะတသိန်းတည်းသောအသင်ဖြစ်ပါတယ်တွင်းကိုကလည်း9ကိုပဲတွင်းလာတယ်ပေးကိုက9.20အထိပေးထားရတယ်ဆိုတော့ နှလုံး90ပေါင်းမှာကျွန်တော်သုံးလုံး40ရှုံးဖြစ်တဲ့အတွက်ကျွန်တော်ဘီဘောကြီးအောင်ထဲရပဲစဉ်းစားသင့်တယ်လိုင်လီတကယ်တမ်းသွင်းရင်တော့ပြက်ကောင်းပြက်နိုင်ပါတယ်ဒါပေမဲ့တစ်ဖက်က mass အနေနဲ့เนาะသူ့ဒီကြသည်အဝေးဘက်မှာအတင်းကြီးအနေနဲ့ပေးခဲ့တဲ့အတင်းတွေမှာကျွန်တော်တို့မိုနာကိုရှိတယ်ဗျာတစ်လုံး100ရှုံး5ခု2ခုနဲ့ပြက်ခဲ့တယ်2လောက်တစ်လုံးတည်ဒါ4ခု3ညာနဲ့ ပြတ်ခဲ့တယ်။ Paris အသင်း level တရားရှုံး3-2နဲ့ပြတ်ခဲ့တယ်။ဆိုတော့လက်ရှိပြီးတဲ့ခြေနှလုံး50ပေါင်းကအမှန်တိုင်းပြောရရင်တော့နည်းနည်းလေးတောင်ပျော့နေသေးတယ်ဗျ။နော်။အဲ့တော့လက်ရှိတကယ်တမ်းပေးတင်တာကျွန်တော်အမြင်ကတော့နှလုံးသေးလောက်တော့ပေးတင်တယ်လို့ယူဆတယ်။တကယ်တမ်းနှလုံးအထက်ပြတ်ခဲ့မယ်ဆိုရင်ပေါ့။အဲ့တော့နှလုံး50ပေါင်းမှာ3လုံး40ရှုံးဖြစ်တာကြောင့်နေမယ်ဆိုရင်တော့ကျွန်တော်တို့ဒီပွဲလေးဟိုဟိုဘယ်လိုပြောလဲ။ဂိုးအပေါ်တောင်ပူကြိုက်တယ်ဗျ။ဘာလို့3လုံးရောက်မဲ့အတူတူဗျ။တစ်ဖက်က mass အနေနဲ့ဂိုးရခင်းရင်เนาะဟိုဟို3-1ဆိုတဲ့အနေအထားမျိုးမှာဇွန်ဘော်တွေကမှအဲဂိုးပေါ်ကပိုအဆင်ပြေမလားပေါ့လေเนาะကျွန်တော်ဒီပွဲလေးတော့ lightly ဂိုးပေါ်ပဲကြိုက်ပါတယ်ညီဝေးเนาะအဲ့တော့ body ကတော့အောင်ကောင်းအောင်နိုင်တယ်ဗျဒါပေမဲ့နည်းနည်းလေးသုံးလုံးမပြတ်နိုင်တဲ့ဂျီမျိုးတော့ဖြစ်နေတယ်ပေါ့လေ2-1အနေအထားဆိုရင်ကျွန်တော်လစ်မှာဟိုဟာနဲ့နေရင်တော့အဲတလုံး90ရှုံးလောင်းနေတော့နော်ဝိုင်းစပါမှာနေလို့ရမယ်ထင်ပါတယ်နိုင်တာတော့တေချာပေါက်နိုင်တယ်ဗျနော်အဲ့တော့ဒါပေမဲ့နည်းနည်းလေးနှလုံးမပြတ်မှကျွန်တော်စိတ်ပူရတာပေါ့လीနော် โอเคပါကဲအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ live လေးဒါလောက်နဲ့ပဲရန်နာပြစီညီကိုရေနော်ဆိုတော့ဒါဒီနေ့ဒါကြည့်ရှုပြ brother တွေ share ပြ brother တွေ comment ပြ brother တွေတယောက်ချင်းတည်းကြာကျေးဇူးများတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ